အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Land Story Garden Audiobook Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ကျမကဆရာမကြီးကျူရေးသားထားတဲ့စုံနေရနဲ့လွမ်းလိချင်းဆိုတဲ့ဝိတုစာအုပ်လေးကိုဆက်လက်ပြီးတော့ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။အားလုံးပဲစိတ်ပါဝင်စားစွာနဲ့အဆုံးထိလိုက်ပါနာဆင်ပြေးကြဖို့မျှော်လင့်ပါရစေရှင်။ဆရာမကြီးကိုလည်းဒီစာအုပ်လေးကိုဖပြခွင့်ပြုဖို့ဒီဗီဒီယိုလေးကနေတစ်ဆင့်ခွင့်တောင်းရင်းနဲ့ကာရဝပြုနှုတ်ခွန်းဆက်သလိုက်ရပါရှင်။ ကျမတို့ဤငါဘဝကလေးပဲမှန်ညာတို့ဒီကျမတို့ဟာလက်ပြတ်တတ်သည်ဟုဆိုဤကျမနဲ့မင်္ဂလာဆောင်မှုတစ်ခါတစ်ခါမောင်ပူစာတတ်သည့်အဖြစ်တွေကတော့ကျမကိုလှည့်ပြသည့်ခလေးဘဝမှန်ညာမဟုတ်ခဲ့ပါမောင်ကျမကိုဘာကြောင့်မင်္ဂလာဆောင်ခြင်းရတယ်လဲဆိုသည့်အကြောင်းပြချက်ကတော့ရေစရာကောင်းခဲ့ဘူးဤထိုနေ့ကဖုန်းကြောင်းမှာဘဘကတင်ခင်သည်မိလေစာကိုတံပေါင်းနဲ့ရေပန်းမှုကျွေးသည် မောင်တို့ဖုန်းကြောင်းသားတွေလည်း ဧည့်သည်နဲ့တန်းတူစာပွင့်ရသည်မောင်မမေမမြောင်ရှိတဲ့မုံနောက်တစ်ခွက်ထပ်ပြီးခြိုက်လာမောင်ကျမမေမီသည်အဘဆန်ခေါ်တယ်လို့မောင်ပဲချင်ရစပြီးခေါ်ခဲ့မိမှကျမမမှတ်မိပါမောင်ကတိတ်ကြိုက်တာပဲဟုပြောသည်ထို့နောက်ကျွန်တော်နဲ့မမမင်္ဂလာဆိုင်နဲ့အိုက်စကရင်စားရမှာမဟုတ်လားတဲ့ကျမအတန်းထွက်ပြီးရင်းမိပါသည် ိုက်စခရင်မှုသည့်အင်္ဂလိပ်အတန်ထွက်ကိုသူပြပြတတရွတ်တာထိုနေ့ညနေကစိတ်ရှိလက်ရှိကျမတင်ပေးခဲ့သည်ကျမကအကြီးမှုကျမအကြီး သူ့ကိုဘာမဆိုတင်ပေးရလိမ့်မည်ဟုထင်ထားခဲ့ပေမဲ့သူကကျမကိုပြန်တင်ပေးရတာလည်းရှိဥပမာစွန့်လွတ်နေပေါ့ရှင်နံကျောင်းမြို့မှာကောင်းလေးတိုင်းစွန့်လွတ်ဖို့သည်အယဝတီတောင်ကုန်းသို့သွားပြီးစွန့်လွတ်သည့်အုပ်စုတွေလည်းရှိပြီးတောင်ကုန်းလေးပေါ်တက်ပြီးစွန့်လွတ်သည့်အုပ်စုတွေလည်းရှိပြီး ကိုလကတော့ရှစ်တန်းကိုတန်းအရွယ်အထိကျမတို့အိမ်မီးဖို့ဆောင်ဤအုံမိုးပေါ်သို့တက်ပြီးဆုံလွန်နေကြဖြစ်သည်ကိုလနဲ့အတူကျမပါအမိုးပေါ်လိုက်တက်ပြီးသူဆုံယူကင်ဘူးပါသည်ကိုလကျွန်တော်လည်းဆုံလွတ်တက်ခြင်းနဲ့မိန်းကလေးကအိမ်ကြီးရရမနေဘူးအိုးမိန်းကလေးဆုံမလို့ရဘူးလို့ဘသူပြောလဲငါပြောရင်လောက်ပါကိုလရဲ့ဘလောက်ပဲပူဇာပူဇာကိုလကကျမကိုအလိုမလိုက်ပါ ထို့ကြောင့်ကျမကိုဆုံးလွတ်မတင်မိခဲ့ပါ ကျမကိုဆုံးလွတ်နေတင်မိခဲ့သူကမောင်တဝေဖြစ်သည်တပြေးတန်းကျောင်းဘောလုံးကွင်းထဲမှာမောင်တဝေဆုံးလွတ်သည့်အချိန်များတွင် ကျမကကျောင်းဘောလုံးကွင်းကိုဖျက်ပြီးကိုချင်းညူရိုစီကရွာနုသွားဝယ်ခြင်းဖြစ်တတ်သည်လူလုံးဆုံးလွတ်တက်ချင်လိုက်တာဟုပြောမိသည်တကယ်လားဆုံးလွတ်တာများလွယ်လွန်းလို့တဲ့ကျမကိုကျမတို့ခုနှစ်နှစ်ငယ်တည်းကောင်းလေးတယောက်ကဆွလွတ်နေတင်ပေးခဲ့တာကိုကျမမရှက်ပါ သူ့ကိုကျမက sorry ဖတ်ပြရည်လေ။ तू ကကျမကိုစွန့်လွတ်တောက်တင်ပြရမှာပေါ့။အပြန်လှန်ပေါ့။ तू လို့တလို့သူများကုကြီးမပါပဲဇွန်နဲ့ဘေးလုံးကြားရှိကျိုးခက်ရှိရှိခက်ရော့ထားပြီးပြင်းရင်လေရဲ့ဆွဲတင်တက်ဖို့မဆိုထားနဲ့။ तू ကခက်လန်းလန်းမှာကျမနဲ့မျက်နှာချင်းဆိုင်ရက်ကျမရဲ့စွန်ထောင်ရက်ကင်ထားပေးပြီးကျိုးလျှော့တင်ကြီးကအသာလှုပ်ပေးလိုက်တာတော့ဇွန်ကလေထဲကနေပြန်မကြောင်းမနေကြိုးစားရသည်။ ကျမစံကန်ဘုံဟမ်မကြလျင်မောင်တော်ရဦးကြီးလေးလိုပဲရှူတီတီဖြင့်ကျမကိုဟောက်သည်မမလေးတိတ်တုံတာပဲတဲ့မမဘိန်းလုံးအဲ့လိုအတင်းဆုပ်ဆွဲမထားနဲ့စွန်အလီနဲ့အတူတက်အောင်လိုက်တင်လေးဖြော့ပြီးလေသူတက်ရင်မမလက်ကလိုက်လျှော့ပြီးသူပြောသည့်အလျှော့အတင်းကိုကျမတော်တော်နဲ့အထာမကြဦးစွန်လွတ်တယ်ဆိုတာသူ့ကိုကြပြတင်ရအထပ်ပူခတ်ပါလားဟုပင်အတွေးပေါက်သွားဘူးလေသည် ကောင်လေးကိုကြပြားစိတ်ဝင်စားအောင်တင်ရတာလဲတော်တော်ခက်ပါ ਈ သူကအကျံပလန်ကစားနည်းမျိုးစုံကိုကစားတတ်ပေမဲ့ကြပြားကိုနည်းနည်းမှနားမလဲတတ်ပြီကောင်လေးပထမတန်းမှာလေကသူကမေးဆက်ပေးဖို့ကြိုးစားလိုက်ရသည်ကြပြားရီတဆင်ပြီးတဆင်ကျမတို့မျိုးသည်တောင်ကုန်းနေပေါ်များလာသည်ဖြင့်ရှုံမြောင်များလည်းရှိသည်ခြောက်နေမြောင်နေပေါ်သည်အများအပြားဖြင့်တော့မွေးရသည်မှပြေစီစဉ်သည့်တဲချောင်းများဖြစ်သည် ရွှေစီရီကိုအမြင့်ကနေကြည့်ရင်အနောက်ဘက်မှာအေရဝတီမြစ်ကိုအပေါ်စီးရနေလမ်းမြင်နေရသည်မြစ်ဤတက်သည့်အခါမြင်မြင်သည်မြတစ်ပြင်လုံးရေတွေဖွေးနေသည်မို့ရေဖူးဖူးအပြန့်ကျယ်ယူမြင်နိုင်ကျမငငယ်ရရွတ်ခဲ့ပြီးလေဆောင်တဲ့ကြပြောင်းသတိရမိသည်မိုးဤတက်ဤတပွေပွေကွင်းကျယ်အဝေဝေလေဆောင်တဲ့လေးခြေရန်ရှိမူကုတ်အောင်ပါသည်ကြာနေတဲ့ပွင့်ဖြူတဲ့ပွင့်တဲနေပနံတဲ့ အဲ့ကဗျာကြားမှုသလားအဲ့မင်းတို့ဝင်ရကဗျာမသိဘူးနင်ဒီကလေးကဗျာတော့သိဘူးသိရမယ်မသိပါဘူးပထမတန်းမှာတော့မမေတင်မိခဲ့သည့်ကဗျာရင်းသူ့ကောင်းနေမှာမရှိတော့ဘူးလားဒီတစ်ခါတော့စူပူသူကကျမဖြစ်သွားပြီ မောင်အဲ့လိုမအဆန်းပါနဲ့မမပြောလားပြောတာပေါ့မောင်ရအဘဆန်ပြောသလိုမောင်ရဟုတ်အားရပါးရပြောရတာအဲ့ရသာသိရှိရပဲဟုတ်ကျမတွေ့သည် တကယ်တော့ကျမသည်တက္ကသိုလ်ဘုံနိုင်ဝိထုရေမှာဇက်လိုက်ကို သူ၏အမအရွယ်ကြီးကမောင်ချစ်စနူးခေါ်တာကိုအားကြနေမိသူဖြစ်သည်ကျမမှာမောင်ခေါ်စရာမောင်ငယ်မှမရှိပဲသူကကြပြောင်းစိတ်ဝင်စားသလောက်အဆုံးသတ်တာတော့တော်တော်အတက်မြန်သည်သူကကစားသည့်နေရာမှာထိုးဟုထူးချွနာဟုတွေ့မိသည်သူစုံနေကြမှာစနှစ်ခုလုံးကောင်းကင်မှာမိမြမှာမှာတက်နေသည့်အချိန်တွင်တော့ကျမပြောလိုက်တာ မောင်ကြီးကြည်စမ်းမမတို့စုံလေးတွေကောင်းလေးသည်စုံကကျွမ်းကျင်ုံမကစုံဖြဲ့လေကျွမ်းကျင်လေသည်ကိုစုံကျုံပြည့်တညာစုံုံဖြဲ့မည်ဆိုရင်ကိုစုံကျုံသည်ကျန်းရှာပြီးထိလိုက်ရင်ဓာသွားဖြင့်ထိလိုက်သလိုဖြဲ့ရမည်ပန်စားဟုသူတို့ခေါ်သည်တမရဲ့ကျန်းတန်းတော့ကြိုးရအောင်သူပြုတ်လောက်တာမှအကြအနာပါပဲရွှေစီလီဖုန်းကြီးကျောင်းအောက်ကကျွမ်းနိုင်ကြီးရသူမှန်စားတိုက်ဖို့အလွန်အသုံးဝင်တာဟုတ် ။ကံလုံးတွေမှာအချီကျိုးတွေကို အထက်ထက်ရစ်သွဲတန်းထားပြီးပလင်ခွဲတွေကိုညှက်အောင်ထား။ကော်ရီအေးကျိုးပြီးထိုကော်ရီတွေမှာပလင်ခွဲမုံညံ့နေတာတွေကိုရောထက်ပြီးတော့သွဲတန်းထားသည့်အချီကျိုးတွေကိုထိုကော်ရီတွေလိုက်တုပ်တော်သည်။ကျိုးရီကစီးနေရာကနေခြောက်တွေ့လာရင် လက်ပြင်းတီးကြည့်လိုက်ကြမ်းရှာနေရပဲ။ထိုကျန်းရှာပြီးညနေတီစွန်ကျိုးဖြင့်သူများစွန်ကျိုးတွေကိုလိုက်ဖြက်လေသည်။တာစိတ်ထားပုဒ်တာ အကျင့်ရုပ်တာပဲကျွန်မမကြိုက်လိုက်တာဒါညစ်ပတ်တာပဲမလုပ်ကောင်းဘူးမောင်ရကျွန်တော်ဆိုသည့်အခါသူကခအေးမျက်နှာဖြင့်လောက်ကောင်းနေသူများလည်းလုံနေရပဲပြော၏မမလိုက်မိကြည့်စွန်ပြတ်တဲ့ကောင်တွေအားလုံးသူတို့ကြိုးမှန်စာတိုက်ထားတာကြီးပဲမယောရင်သူတို့ကြိုးကိုသွားကန်းကြည့်မမလက်တောင်ရှာသွားအောင်မယ်ဟောဒီကလေးကလေစိတ်ပုံစိတ်ရုပ်ကိုရှိတယ်ကိုလက်စုံလို့လင်းအဲ့လိုမဟုတ်ပေ ။ငါဆုံလို့ရတဲ့အရာတောင်ကြိုက်တာ၊ဆုံဖြတ်ရတဲ့အရာတောင်ကြိုက်တာမဟုတ်ဘူး။ကိုလာကပြောဘူး။ရှင်ပြန်သေးအလို့ဆုံဖြတ်သည့်အလို့တူကိုမကြိုက်လို့သူများနဲ့အတူအုပ်စုလိုက်စုံမလို့ပဲလူရှင်သည့်ကျမတို့တိုက်ခေါမှုပေါ်လာလွတ်တာပေါ့။ကိုလာကသူများစုံအောင်မပြတ်ပါ။သူ့ကိုလာပြက်ပြင်းသူကတင်းချောင်းပေးသည်။ကိုယ်လကအရှောင်တင်းတိတ်ကောင်းတာပဲသူစွန်သည်သူများစွန်နေနဲ့ပြေးတတ်လိုက်တန်းကစားနေသလိုရှိသည် ကျမထက်နှစ်နှစ်ကြီးသောကိုလည်းလုပ်ကုန်ကံမုံနေသည်ကျမထက်ခုနှစ်နှစ်ငယ်သောကောင်လေးနှင့်တော်တော်ကွာခြားသည်ကိုလည်းကစုံအင်ဒရီယာယာကျွမ်းကျင်စွာလှုပ်တည်သလောက်ကောင်လေးကယာယီပြရာအလောတကြီးလှုပ်တင်ပြီးစိတ်ဆိုးမှန်ဆိုးစွန့်ခြင်းဖြတ်တတ်သည်မတော်ဝီစံလို့တိုင်းကျမလူလက်ကိုတရိယာတက်ပေမဲ့ကိုလက်ကကျမအနာမရှိတော့ပါရွှေစည်ဒီကြောင်းရင်နောက်ဖက်ရွှေစည်ဒီတောင်ကုန်းလေးပေါ်မှာ ကျမတို့နဲ့အတူတူဆုံးလို့ဒီချိန်တွင်ကိုလတ်ပဲရောက်နေမလဲဟုတွေးမိတာခဏခဏကိုလတ်မတင်ပေးပြီမဲ့ကျွန်တော်ဆုံးသက်တက်နေပြီလို့ကြွားချင်တာလည်းပါကိုလတ်ရုပ်ရှင်ဒီမှာမြင်ဘူးသည့်တန်တိုင်းတွင်တော့မှမျက်နှာငုံငယ်နဲ့ရက်နေမီကိုလတ်ကိုမြင်ရမီလမ်းနာလည်းပါပါသည်ကောင်းလေးတွေကခြာရန်ဟုခေါ်သောအမီးမပါသည်ဆုံးလို့ပြီးကျမတို့ကတော့မိန်းကလေးမိုးတဲ့အမီးပါသည်ဆုံးလေးကိုလျော်ရသည် ကလေးကအပြန်ဆုံးကြိုက်ပြီးကျွန်မကစွန့်စူရင်အနီရောက်မှကြိုက်သည်ကိုလက်ကတော့အဝါနဲ့အစိမ်အဝါနဲ့ခရင်စသည့်စက်ကြောစုံသောသဘောကြသည်ကျွန်မ၏စုံလေးအမိတဝင်လင်းဖြင့်ကောင်းကင်မှဝဲနေရောဒီတန်းဆောင်ကြည့်ရသည့်အရာသာကိုကျွန်မနှစ်သက်လာတော့သည်ကောင်းငင်တွင်နေသားကြသွားသည့်အခါစွန်လေးသည်သူ့ရှင်နှင့်သူလေဟုံစည်းလျက်ပြန်မကြပဲနေတတ်နေသည်ဟုဆောင်းကြည့်မိသည် အမေစံပေးလုံးလေးကိုမြေပြင်ပေါ်မှာခဏချထားလိုက်လို့ရသည်။မောင်ကလောဘတကြီးသူများစုံတွေကိုလိုက်ဖြတ်ပြီးပြတ်သွားလို့မြို့ထုခုံပေါင်းနေချင်းကျွန်မကကောင်းကင်မှာလေုံစည်းနေသောစုံလေးကိုစောင့်ကြည့်ရင်းကျင်းနဲ့ပျော်ရွှင်နေတော့သည်။မမစောင့်ပြန်သိမ့်တော့လေ။ဟိုမှာဟိုချိုင်ကမမစုံလာဖြတ်တော့မှာ။ तू မဖြတ်ပါဘူး။ဘာလို့မဖြတ်ပါလဲ။အမိပါရေးစုံကဖြတ်ဖို့ပြိုင်မဲဝင်နေစုံမှမဟုတ်ဘဲမှာ။ အမိတက်ထိုင်မဖြစ်ရအောင်ဒါကောင်းငင်ဥပဒေလေကိုလက်ခဏခဏပြောသောစကားကိုလှုပ်ကနေပြန်ပြောလိုက်မိသွားသည်သို့သော ကျမစကားမှားသွား၏ခရမ်းရောင်ချမ်းရင်သည်ကျမစုံလာဖြတ်နေပါကောဟောတွေ့လားမမရာကောင်းငင်ဥပဒေတွေပါပြောနေဟိုကဖြတ်တော်မယ်ပြေကျွန်တော်ပြေစွန်ပိလုံးကိုကျမစီကအတင်းဆွဲယူပါရှောင်းတိန်ပေးလေသည်ကဲမောင်ရေဖြစ်မှာဖြစ်နေဖြစ်စမ်းပါစီစွန်တကူကဘလောက်တန်ပါလဲ သို့သောမောင်ကအဖြစ်မခံပါမောင်သည်အရှောင်တိန်လေးတော်တော်ကျွမ်းကျင်၏စွန့်ချင်းကျွမ်းညီနေရာကိုမရရအောင်လျှော့ပေးပြီးအနာအနေခွာလေသည်ကိုဘဆုံကအတင်းဆွဲလိုက်မောင်ကကျမဆုံ အသာလေးလျှော့ပေးလိုက် ကြတော့ဦးဆုံကပြင်းသွားကုန်ရသည်လျှော့ကပြန်ခွာသွား၏မမဆုံတစ်ခုကိုကျွန်တော်ပတ်စံနဲ့မတွေ့ဘူးဒါမမဆုံလေဘယ်ကောင်းမှမပြည့်ရအောင် ဘာလဲကိုကပဲသူများကိုဖျက်မယ်လားအင်းမောင်ကရှေ့ရရပါသည်မောင်ကဆောင်းနဲ့ပတ်သက်နေတဲ့အလွန်အတ္တကြီးဒီကောင်းလေးပါသူကအချိန်တန်ရင် သူ့စုံပိလုံးမှာသူ့စုံပြန်ရောက်ရမည်ဆိုသည့်အတိတ်တန်ဖြင့်ဆွန့်လို့သူဒီမှာကလှည့်ရသည့်အရာတော်နှစ်သက်စွာကြည်နူတဲ့သူအဲ့ဒါကွာတာပဲကျမတို့နေရာသည့် စွန်လို့ရင်ကောင်းငင်မှာစွန်လေးတွေလေးဟုံစီးနေကြချိန်တွင်အနာကမြက်ခင်းပေါ်တွင်လေးချင်းချင်းပက်လက်လေကကောင်းငင်ကိုမော့ချည်ရင်နေတတ်နေတတ်ကြသည်ကုန်းမြတ်ထမှုလေးရခက်ကြမ်းကြမ်းတိုက်ခတ်လျင်ကျမနဘူးကသပင်တွေဝေဝဲခွာကုန်သည်သူအချိန်မျိုးတွင်ကောင်းလေးကပေးမှလဲနေကမြင်တတ်သည်ကျမနဘူးကမှရှုပ်နေသောဆန်ရွေများကိုဖယ်ပေးလိုက်သည် နောက်တစ်ခါလေးတိုက်တော့စပယ်နေရဘူးပေါ်ဝဲကြအောင်ပြင်။တောင်ကောင်ကြီးကနောက်တစ်ချိန်ထပ်ဖယ်ပြီးပြင်။ဆန်ရွယ်တော့ဝင်စိတ်ရှိလက်ရှိတသားလေးဖယ်ပြီးနေသောမောင်လက်ကလေးတွေကိုကျွန်မချစ်လိုက်တာ။ဆွဲယူပြီးဖြင်းညင်မိသည်။အိုးကောင်ကြီးလက်တွေကကြမ်းလာကြလား။သူ့လက်ပေါ်မှာလက်ချောင်းတို့ဤအောက်ခြေနေရာ၌အသမာတက်နေ။မောင်လက်လက်တွေကကြမ်းလာ ida ။ဘာဖြစ်လို့လဲ။ခြေဆွဲရသလား။ ရေတွင်းကနေရင်ငင်ရလို့လားမောင်ကဘာမှမဖြေပဲကျမလက်ကိုပြန်စုပ်မြင်လိုက်ပြီကျမစိတ်မကောင်းဖြစ်သွား၏မောင်တနာလိုက်တာထိုလက်လေးနူးညံ့သွားကျမသူ့ကိုဘယ်လိုကူညီနိုင်ပါမလဲသူ့ရွယ်လေးနဲ့တပိတ်တည်းစီနေရတာရေဆွဲနေရတာကျမတနာသည်သူပုံတတော်တော်ရဲမှာပြေးလွှားနေမိအစားအဝင်အစားဖြူဖြူကိုကိုသူတည်တက်ဝစီခြင်းသည် လက်သေးချည်တဲ့တွေကြီးညောကင်းစီခြင်းသည်စာရီတက်စီခြင်းသည်သူ့ဘုံကြီးကြောင့်မှမဖြစ်လို့နေခိုင်းတာပါလေသူ့ဘေကိုကျွန်မစိတ်ဆိုးသည်ဘဝကနာကနာပြောသောစာတက်အောင်တင်စာတက်မှသူများခိုင်းပဲမဖြစ်မှာဆိုသည့်စကားကိုသူ့ကိုကျွန်မတဆင့်ပြန်ပြောပြပါသည် သူသိမ့်နာမလဲသေးပါ ပို့တော်လုံးလေးလိပ်ပြဖြစ်ဖို့ခွန်အားရလိုတလို့သူလဲခွန်အားရလိုမှာသူ့လိုသမျှကျွန်မဖြည့်ပေးခြင်းလိုက်တာမုတ်တီလဲကျွေးခြင်း ကိုမခဏခဏအလိုလိုရင်းကောင်းပါပဲတွေ့မိသည်ကျွန်မသည်ပဒင်းစာစာရွက်တီကြီးမဟုတ်ပဲအခြားစိတ်ဝင်စားစရာစာအုပ်တွေလည်းတတ်ခိုင်းခြင်းသည်ကျွန်မအိမ်မှကြည့်နေရသည့်ကာတွန်းကားလေးတွေလည်းကြည့်စီခြင်းသည်ဥပမာရှင်နှံเจ้าမှာဗီဒီယိုတွေစတင်ထင်စားခြင်းကျွန်မသူ့ရဲ့မှာကြည့်ခဲ့ရသည့်မော်ဂလီကာတွန်းကားမျိုးပေါ့ကျွန်မသိကြိုက်ခဲ့သည်ကျွန်မတတိယသွားသည်ကျွန်မကိုမမီဖတ်ခိုင်းခဲ့သောမော်ဂလီစာအုပ်ရှိရာပဲ ထင်းလေးမြမပါတာပြန်သောမောက်ကလေးတောင်းရင်ဝန်စွန်စားကံများဆိုရင်ယောက်ျားလေးကြိုက်တက်သည့်စာအုပ်မျိုးပါတကယ်တမ်းမောက်ကလေးစာအုပ်ကိုကျမနဲ့မအတူတူဖတ်ဖြစ်ခဲ့တာကကျမ၁၀နှစ်ရောက်မှာပါမောင်ကသုံးနှစ်မော့ကျောင်းနေကြာကြီးပြေးခဲ့တာမို့ကျမတို့ကျောင်းပြန်တက်တဲ့အခါရှီယာမီအသက်ထက်ပိုကြီးနေတာကိုကျမဝမ်းနဲ့တက်ခဲ့သည်မတော်ဝေကတော့ဘာမှမသိသည့်ကလေးမို့ကျောင်းတက်ရမှာပြင်လိုက်တာတော့ညီုံမဲ မော်ဂလီတောဟေဝန်စံစားကံများကိုမေဖက်ခိုင်းတော့ကကျွန်မတကယ်ဖတ်မဖတ်သေးကြအောင်လားတမမို့တွေးတော့တအောင်လားမသိမိဖို့နေမိခဲ့သည်ကျွန်မမမေအတူကိုယူပါမအောင်လဲအခန်းထဲကိုတွဲခေါ်ဖတ်ပြရင်မမေမိသည့်မိဖို့နေမိခဲ့ပါသည်တောဟေဝန်ဆိုတာဘာလဲမောင်သိလားတောဟေဝန်ဆိုတာတောဘောမမရတချင်းနဲ့မှတော့ပါသေးရဲ့လေကဲသူကတော့ကျွန်မတက်ပူတည်နေတယ်လို့ပဲ ကျမတို့ရေတော့ဟေဝန်ဆိုတာပါလေမမေမီတာကိုရောင်းတော်တော်ဖြစ်သွားလို့မမေကတခြင်းတပုတ်ကိုဆိုပြခဲ့မှုသည် တောကိုဘလို့နားရတယ်လဲတောဆိုတဲ့စကားကိုကြားရင်မောင်ပါနေနေလေတောဆိုတာကြောက်စရာကြီးလူမရှိဘူးသူ့မင်ကြီးရဲ့အကောင်ကြီးရှိရဲတောရမှာပါကောင်းနေရှိမယ်ထင်တယ်ကြားရစင်းနေတော့မွေလည်းရှိမှာပေါ့စဉ်းစားပါဦးနောက်ထပ်အကောင်ကြီးပါရှိအောင်လဲလို့ မောင်ကသူ့နောက်ဘူးသူလက်မျိုးပြန်ထောင်ပြီးမျက်စိကိုတောင်းကပ်လျက်စဉ်းစားသည်မြေခွေးတွေရှိမယ်အာဟောစရာလေမောင်သည်ကျောင်းစရာကောင်းသောသတော်ဝါတွေကိုသာထည့်ပြောလေသည်ချစ်စရာကောင်းသောတမင်းတို့တရေတို့ရှုံမှုဒေါင်းတို့ငှက်တို့ကိုထည့်မပြောပြီးဘယ်လိုနိုင်ငံမှာတော်ရရှိရဲ့ထင်လားရှိရဲ့ဘာကောင်ကပြောရင်တခြားဘယ်နိုင်ငံဒီမှာတော်ရရှိမယ်ထင်လဲ ထိုမေကွန်းကိုတော့မောင်အချက်ချင်းမဖြေပဲမျိုးလုံးတောင်းကစဉ်းစားပြီးမှအိန္ဒိယမှာရှိမယ်ထင်တယ်ဟုဖြေသည်တော်ရွင့်ရဲ့ဥပဒေတွေကိုသိလားမောင်ဘာလဲတော်ရွင့်ရဲ့ဥပဒေမောင်ကလေတို့ရီစွန်လွတ်တဲ့အခါကောင်းတဲ့ဥပဒေရှိရလေအမိပါရဲ့စွန်ခြာရမ်းတဲ့အတူတူသဘောထားပြီးမဖြစ်ရဘူးလေအဲ့ဒါမျိုးပေါ့တော်မှာတော့ဘယ်လိုစီကဲနေရှိမယ်ထင်လဲမသိဘူးအေးအေးဒီစာအုပ်ကိုဖတ်ပြီးရင် တောထဲမှာတရိတ်ဆန်နေကြတဲ့မှာဖြစ်နေတဲ့ဟာကိုမောင်းနားလေသွားမှာမောင်ကလေးစဉ်းစားကန်းမျိုးမောင်အလွန်သဘောကျသဖြင့်စာအုပ်ကို၃-၄ရက်အတွင်းမှာဖတ်လို့ပြီးသွား၏လူတွေရဲ့ဥပဒေနဲ့တောရင်းကဥပဒေတူလားမောင်ကလေးလူတွေကြားထဲမှာပြန်နေနိုင်မထင်လားသူအဆင်ပြေမထင်လားစသဖြင့်မမေကျမအောင်မိခဲ့မှုသည့်မိခွန်းလေးကိုသူ့ကိုထပ်မေးကြည့်တော့မတူကွဲပြားသည့်အဖြေတွေကိုရသည် တကားမှုနဲ့တန်ခါတဲ့ပုံမျိုးမောင်သိမ့်နားမလဲမှန်ချမသည်သည်ထို့ကြောင့်စိတ်ရှိရှင်ရှင်းပြဖို့ပြင်ဆင်ထားသည်သို့တော်ဝမ်းသာစရာပဲမောင်ကမောင်ကလေးကိုလက်စားသည့်တကားမှုထပ်ပို့ပြီးစိတ်ဝင်စားပုံရသည်ကျမကိုမောင်ကလေးအကြောင်းကြားကြီးအကြောင်းဘောဝန်ကြီးအကြောင်းစီကာပတ်ကုံးနဲ့ပြန်ပြောနိုင်မိခွန်းလေးကိုဖြည်းဖြည်းကဆက်ချောင်းနဲ့ကပ်ကြီးကြပြားလေးကိုတော့သူချက်ချင်းနားမလဲတတ်ပြီး ပဖုံးကသူ့ကိုဖက်ခိုင်းတဲ့ဇာဟုတ်တွေဆိုရင်ပိုဆိုသည်ပဖုံးဖက်ခိုင်းတဲ့ဇာဟုတ်တို့ကတော်တော်ရှိအောင်ကြတဲ့ဇာဟုတ်ရှိတဲ့ပုံနဲ့စလုံးလေးနဲ့ကျမတို့မမီတခါမှမဖက်ခိုင်းဘူးပါဘယ်ဖက်ခိုင်းလဲဒါယောက်ျားလေးတွေအတွက်သာဆုံးမကြပါဘူးဝိပလည်းယုံညာပန်းကုန်တို့နှလုံးဝန်ကချင်းမိုးလာသည်တားလာရွှေတောင်ဖတ်တဲ့ကနားထောင်ရည်သာစစ်စစ်နာလော့ မိယာပါယတင်းဒီအကြကောင်းတော်ကျင်ဝစာအတက်ကိုတမျက်ယခုတက်အောင်ပြုလော့ဘဟုတုဒမရှိကမူရှောကြရီတူလူမဟုပါရှက်ကြည့်ရပေလိမ့်ဗာတဲကောင်းဟူသောစကလုံးကိုကျမခန်းစားတတ်ပေမဲ့ကောင်းလေးကခံလဲမခံစားနားလဲမလဲဗာတဲကောင်းဆိုတာခုဖခင်ကသူ့တဲ့အကောင့်ထုတ်လို့တားလေးကိုချစ်မြတ်လို့ရတာကိုပြောတာ မတော်မလောရှိနေသောသူကိုတတိတရာမင်းမိသည်မောင်လေးပြည်ကမောင်လေးကိုမချစ်ဘူးလားမသိဘူးဟုဖြေလိုက်သောသူမျက်နှာလေးကဘာမှမထူးခြားမပြောင်းလဲချစ်သည့်အရေးလည်းမရှိခါသည်သည့်အရေးလည်းမမြင်ရဗလာမျက်လုံးကြီးမောင်လေးမိရတော့မသိဘူးကျမမေးမိရမှသွားပြီသူ့နေရာသိပြီမဟုတ်လားမမေးမဆူတယ်မှာဝယ်လုံးရေးထားသည်သူ့ဘဝမှာကျမလား သူ့ဘုံယူရကျင်နာစွာဆက်ဆံသူမရှိဘူးထင်သည်သူတန်ရောစင်ကတဖြည်းဖြည်းတော်တော်နဲ့ရှာလာသည်ကိုကျွန်မခံစားရသည်မမနဲ့ကျွန်တော်နဲ့တိမ်နေနေရရင်ကောင်းမှာနော်ငင်းစင်အားလို့မင်္ဂလာဆောင်ရအောင်မပြောတော့သည့်အတွက်မောင်တက်ဝီလူလားမြောက်လာပြီဟုမှတ်ချက်ချရမလားကျွန်မကျူရှင်တက်သည့်တင်ကောလေးသည်အရင်ကနေခဲ့သည့်တပြည်ရန်ကြောင်းနေသည် ထို့ကြောင့်မောင်နေသည့်ရွှေစည်ရီဘုန်းကြီးကျောင်းနယ်လည်းနေသည်အရင်နှစ်တည်းကအရေးခင်ကြောင့်ကျောင်းနေပိတ်ထားခြင်းမှာမောင်ရှိရာတို့အဖွားဥပုသ်ဆောင်ရာအပေါ်လိုက်ရင်ခဏခဏရောက်ဖြစ်တာကျမရကူကကျမရှိတာတင်းကောလေးတို့ခဏခဏရောက်လာတတ်တာမောင်ကျမကျူရှင်စင်ကန်နေရင်မွန်တဝေရာကျူရှင်အုပ်လေးကအနီးတစ်တုံးတို့တစ်ခုပေါ်မှာထားရင်ကျမတို့ကျူရှင်အစင်းကိုစောင့်နေတတ်သည် ဖြာစင်းနေသည့်စပင်ခက်ရှိရှိကနှစ်ဖူးပေါ်ပြတိပြဖက်ဝဲကြလျက်ကျမစီတို့ရောက်လာတဲ့ဒီမောင်တော်ဝေသည်တတိတသက်နေတက်လာတော့ရုပ်ရည်လေးတန်ပြန့်ချုံမွေလာပြီဖမသူမလက်ကဝင်မှာတေကွင်းကွင်းဆက်ဒီပက်လျက်တမ်းမတွေ့ချင်ဘူးတတိပေးထားပါလျက်နဲ့တွေ့ရရင်အရင်လိုအတန်းရှိကြောင်းဝင်းနဲ့ဖော်လုံးကွင်းနေရာမရှောင်းသူ့ပါဝိုလေးမစွဲမိဘူးဟိုကိုကိုထင်ရပြီ ူရက်ကကျွန်မပခုံးကိုကြော်လာပြီတတိယရန်ចောင်းသားကြီးအဖြစ်သူရှက်တက်လာပြီကိုတငယ်ချင်းတွေကမောင်းအောင်ဆားချင်နောက်ချင်သည်တက်ဝေးလားနမည်လေးရလှိုင်းကိုနေဝင်းရဲ့တခြင်းနေရလို့ပေါ့အစောဆုံးပြန်ခဲ့နင်းတက်တက်ဝေးစောယုံမောင်ကစားနာရုံမကဖန်နှင်းကျင်နှန်းသည် မောင်မမကြိုက်တော့အသာယုံထွက်သည်မလောက်ပါနဲ့ပြောင်းဘူးလေတတိတိပြောတတ်သည်စောယုံမောင် သူကအယူရတိတ်မခံရဘူးတော့အဲ့လိုမျိုးနေသားမကြဘူးကျမရှင်းပြရသည်သူအမရင်းလိုချက်တော့ကျမအူတော်တစ်ခါတခါရှောင်းဖယ်ပဲနေခြင်းနေတတ်တာလေကျမကိုစောင်းနေစောင်းတုံးထိုင်ဖက်နေဟုပြောထားတော့လေစောင်းထက်ကစားဖို့သူကိုစိတ်ဝင်စားသည်ရေပြင်ပေါ်မှာတယောက်တည်းဒူးထူးချင်းထူနေတတ်သည်ဘာလို့နေရလဲမေးလေ့ကျင့်နေတာတဲ့ ဒုထုချင်းတဲ့ကောင်လေးကကြောက်တိုးတွေဖန်တိုးတွေကိုပဲထူမြူထင်တာပေါ့လူတို့ထူကိုလည်းလက်မှန်းတဲ့နေမြူပဲထင်ကြပါမလဲတကယ်တော့ကောင်လေးသည်ထင်နာတဲ့လက်ရင်သူပဲယောက်ျားလေးရဲ့ရံဖြစ်တဲ့ဒေါသကြီးတဲ့တောင်းကျမနားလဲနိုင်ပါရဲ့သို့တော့သူလက်မြန်ပုံကတော့လွန်လွန်သည်တညနေကကျူရှင်အတူတက်သည့်ညအေးကကျမနဲ့ကပ်လိုက်လာပြီးကျမလက်ထဲကြီးစားစားကိုအတင်းထည့်သည် ဖဲဟာမလို့ချင်းယူသွားပါရင်ချင်းရဲ့ဖတ်တော့ဖတ်ကြည့်ပါဟင့်အင်းခဏနေတော့အမလေးပြောင်းအော်တန်းမဲကြားလိုက်ပြီးမြေအိနကူမှာတွေ့ရဲကနေဖြာစင်းလာတာကိုမြင်လိုက်ရသည်ကျွန်မလန့်ပြီးအမေကိုအွန်လိုင်းမိသည်ဟာဒီကောင်လေးတေတော့မယ်မြေအိကဘယ်တော့မှရောက်နေမှမသိတော့မောင်တဝေကိုလေကုတ်ကနေဆွဲပြီးလှမ်းပြလိုက်တာမြင်တော့မှ အဖြစ်အပျက်ကိုနားလဲသွားသည် ကောင်းလျာကြောက်တိုးနဲ့လွယ်ပြီးပြစ်ပေါက်ခဲ့တာပဲဖြစ်ရမည်။မြေအေးကဆွဲလွတ်ပြစ်လိုက်လို့ကောင်းလေးကတ်တရာလမ်းပေါ်ခွေကျသွားသည်ကိုမြင်ရသည့်အခါထမမျက်လုံးကြီးပြဝေသွားပါသည်။နင်ဘလို့လုလိုက်တာလဲ။အဲ့ဒါငါမောင်လေးရဲ့။နင်မောင်လုလိုက်တာလဲကြည့်အောင်လေ။ငါကောင်ကွဲသွားပြီ။ကလေးကကလေးလိုမနေဘူး။ခင်ဗျာမမအနာကပ်ပြီးမမစိတ်ညစ်အောင်လုပ်နေရအောင်ဗျ။ကောင်းလေးကလဲနေအားနေလူလဲကြုံထားကအော်သေးသည်။ တော်ပြီတော်ပြီနင်းလဲသွားတော့မောင်လေးသူများကိုသွေးလျှော့တန်ရုံပြန်အောင်လုပ်တာမမမကြိုက်ပါဘူး तू ကမမကိုဘာလုပ်လို့လဲဒီလူကြီးကြောင့်မမစိတ်ညစ်နေရလေကောင်လေးကနင်းနေမှမလျှော့သူမှန်သည်ဟုတတိကျယုံကြည်ထားပုံပဲမောင်လေးရဲ့အပြိုတွေကိုလူပြိုတွေကကြားရင်လိုက်ပြောကြတာပဲမင်းလည်းအရွယ်ရောက်ရင်လိုက်ပြောမှာပဲမင်းကလေးကအိမ်တွေမပြောင်းနေရင်ပြေးရပဲကျွန်တော်လားဘယ်တော့မှလိုက်မပြောဘူးညတိညပတ်အလုပ်တွေ စုပုတ်သွင်းမျက်နှာထားဖြင့်ကျမတို့တကောမခံပြန်ပြောနေသည်ကျမစိတ်ဆိုးနေသည်ကြာပြုံးချင်ခြင်းဖြစ်သွား၏ညတိညပတ်အလုံးတဲ့ခွင်ကြောင့်သာပီတာလိုက်တဲ့စကားပါလားဒါပေမဲ့ဒါဟုတ်များဟုတ်နေလားပထမရန်တော့မမင်းနဲ့ကလေးတွေပြောပွဲဆော့ထွက်တော့ကိုလက်သည်ကောင်လေးတွေကရဲတလူမောတလူနဲ့မိန်းကလေးနဲ့ခင်လားဘလို့ကောင်မလေးမျိုးကိုရည်စားထားခြင်းလဲစသဖြင့်မိခဲ့တော့ကောင်လေးဖြစ်သွားသည်မျက်နှာကိုကျမမှန်မိသည် ချက်ချင်းတီးပြီးတတိထားသွားသည်ညနာစိုးထိုက်သူနှင့်ဇွဲနှောင်းတို့ကရှေ့ရေးရေးပြီးဖြေကြပေမဲ့ကောက်လေးကခတ်တီးတီးဖြင့်မြင်သည်ဒီလိုမိမှုမျိုးကိုကျွန်တော်မဖြေချင်ဘူးတဲ့ကိုလကပါဇက်အဟောင်းသားဖြစ်သွားကိုက်မိမိကရဲလေသည်ကျမလိုချင်တာကနာခံတတ်တော်မောင်လေးတယောက်အခုကျမတွေ့တာနေမိတာက စိတ်တူတတ်သောစကားကြီးစကားကြီးပြောတတ်သော လက်ရင်သောလူစုလေးတယောက်ထိတ်ကနေရှိရင် လက်ကအရင်ပါတာကျမမကြိုက်သည့်အမှုကျင်းမှာလူတယောက်ကိုသွေးထွက်တန်ရုပ်ဖြင့်အလုပ်တာသိရိုင်းနေကျမကရင်းနေတုံးတဲ့သူ့ကိုမျက်နှာထားတင်းတင်းဖြင့်ဇူလိုက်တော့လေသူကပန်းနေပေါက်တယ်လို့ပဲအင်းမဟုတ်ပုံမှန်လိုစကားပြောသည်ထို့နောက်ယူတီရဲ့ဘာစိတ်ကူးပေါက်သွားသည်မသိမမကျွန်တော်နဲ့တင်ရင်နဲ့နေရရင်ကောင်းမှာနော်ဟုပြောလိုက်သည်ကျမသူ့ကိုငဲကြည့်လိုက်တော့စောစောကလိုဒေါသတကြီးမျက်နှာတော့မဟုတ် သို့သောကျွန်မထင်သားသလိုကလေးတယောက်ဤမျော်လင့်အားကိုသည့်ညောင်းတို့ကိုလည်းမမြင်ဟာသူကြောင့်လူတယောက်ကောင်းပေါက်သွားလို့ဘာမှမပြောင်းလဲသွားသည့်ညောင်းဝန်ဤဘလို့ထုံပိပိကောင်းလေးပါလေဘာဖြစ်လို့လဲကြောက်မနေရရမမပြောဘူးလားသူကဘာမှပြင်မပြေပါထစ်ကနေရှိလက်ပတ်တက်တဲ့အင်းချင်းကိုမပြင်းတော့မမျော်လင့်နေနဲ့ကျမဘာဖြစ်လို့ထိုစကားကိုပြောလိုက်မိမှန်းမသိဘူး ကလေးတယောက်ကိုညှဉ်းလင်းချက်ပေးလိုက်သလိုအဖြစ်သွားမှန်းထိုစင်းကမတွေးမိခဲ့ပေတကယ်ကျွန်တော်ဘသူ့ကိုမှကြောက်တုံးနဲ့မပြစ်ဘူးဆိုရင်ကျွန်တော်မမအိမ်ခေါ်ပါလားကျမကလေးတယောက်ပေါ့ကျမစကားမသွားခဲ့ခြင်းပါလားသို့တော့ကျမဖြေခဲ့မိသည့်အဖြေကပုံမှားနေခဲ့ပါသည်အင်းခေါ်ပါပေါ့ကျမဘဝကြီးအမားကြီးထိုညနေကလေးကစာခဲ့ရန်တူသည်အခုက အမလေးဆိုတော့ပြူပေါင်းရေးတွေ့သူမှုမမိပဲကတရက်ကြာရင် ပြပါသေးနေတနှစ်ထင်လို့မရှင်တမျောရေရှင်တားလို့ရအားပုံပေါ်လာကြည်အားလုံးပဲစိတ်ပါဝင်စားစွာနဲ့အဆုံးထိလိုက်ပါနာစင်ခဲ့ရမယ်လို့မျှော်လင့်ပါတယ်ကျမတို့ရဲ့ channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာစာအုပ်လေးတွေကိုလည်လမ်းမိတဲ့လို့တင်ဆက်ဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက် like and subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့ရှင်။ ားထောင်လို့လေးစာလေးရှိရင်လည်း comment မှာရေးပေးသွားလို့ရပါတယ်ရှင်။အားလုံးပဲတာယာရှင်လန်းသောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။